အားလုံးပဲမင်္ဂလာပါခင်ဗျာအာမန်ယူတုချန်နယ်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်မျှဝေပြီးမှာကတော့ဂျုံခေါက်ဆွဲပြည်လုံးနေဖြစ်ပါတယ်ဒီဂျုံခေါက်ဆွဲကစားလို့လည်းကောင်းတယ်ရတာလည်းရှိတယ်ကျန်းမာရေးလည်းညီညွတ်တယ်ဒီဂျုံခေါက်ဆွဲကခေါက်ဆွဲပြုတ်ခေါက်ဆွဲကျော်စီချက်ခေါက်ဆွဲအားလုံးမှာတုံပြူလျော်တဲ့ခေါက်ဆွဲဖြစ်ပါတယ် ီကောက်ဆက်လုပ်နေကိုကျွန်တော်ဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြတာပါတယ်ခင်ဗျာကျွန်တော်တို့ဂျုံကောက်ဆက်စတင်ပြုလုပ်ဖို့ဂျုံနယ်မဲ့ဇလုံးလေးကိုကြောက်ခုနှစ်လုံးဂျုံတကေဂျီနဲ့900ဂရမ်တကေဂျီနဲ့900ဂရမ်ရေ0.350ဂရမ်ဆော့စာလက်ဖက်စာသုံးတစ်စုံထည့်ရမယ်အဲ့ဒါကိုကျွန်တော်တို့ဇလုံးထဲမှာ ရောသမားမှွေမယ်ရေကအများကြီးလဲထဲလို့မရဘူးလက်ခုလက်ရှိပြလာတဲ့အတိုင်းဒီအရင်ရဲ့ရေမများနဲ့အရင်လဲမနေနဲ့အခုလိုဒီပုံစံထွထွလေးပဲပေါ့နော်ရေရင်များလို့ရှိရင်လဲဆက်ထဲမှာထည့်ပြီးတော့လှုပ်တဲ့အခါမှာပျော့သွားပျော့လို့ရှိရင်ဂျုံနေတော့ကလိုက်ပြီးတော့နေရတာပေါ့နော်ခုနအတိုင်းလေးပဲဆိုအဆင်ပြေတယ်ဒါကကျွန်တော်တို့စပြီးတော့မှဆက်ထဲမှာဂျုံကိုလှည့်ပြီးပေါ့နော် ဂျုံလှဲ့ပြီဆိုတော့ကျွန်တော်တို့ခုနကနေထားတဲ့ဂျုံမုတ်တွေကိုအာဒီလိုထွေးထွေးလေးနေထားတဲ့ဂျုံပေါ့နော်အဲ့ဂျုံကိုဒီဆက်ထဲမှာနင်းနင်းနင်းချင်းပေါ့အခုပုံစံမျိုးလေးထည့်ပြီးတော့မှနေရတယ်နေပြီးလို့ရရှိရင်တဖြည်းဖြည်းနဲ့သူကအဲ့လိုနေပါကများလာလို့ရရှိရင်ဆက်ရဲ့ PR နဲ့သူကသူအချက်လိုက်ဖြစ်လာမှာပေါ့နော်ဒီအချက်လိုက်ဖြစ်လာတဲ့အခါကျမှကိုကဟိုအချက်ဖြစ်သွားပြီအဲနေတာနှံသွားပြီ ဂျုံသားနဲ့သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကခောက်ဆွဲလောက်ကမှာပေါ့နော်လက်ရှိကျွန်တော်ပြတာတဲ့အတိုင်းလုံပြနေတဲ့ပုံစံမျိုးပေါ့အာဂျုံကိုဆက်ထဲမှာအခောက်အခောက်ခောက်ခါခါထည့်ပြီးတော့မှနေနှဲတဲ့သဘောလေးတက်ရောက်တယ်ပြီးလို့ရှိရင်အပြားပြန်ပြီးလုပ်တဲ့သဘောပေါ့နော်အဓိကအပြားပြန်ပြီးလုပ်တဲ့သဘောပေါ့ဆက်ထဲမှာအဲ့လိုဖိနှိပ်နေပြီးတော့မှစတဲ့မှာနေတဲ့ခါကျတော့ဂျုံသားလေးနှက်သွားတာပေါ့ဂျုံသားနှက်တဲ့ဂျုံသားလေးမာသွားတယ် မာတယ်ဆိုတာကဘယ်လိုပြောမလဲဟိုပေါ့ပွားကြီးဖြစ်မနေဘူးပေါ့နော်ပေါ့ပွားကြီးဖြစ်မနေပဲနဲ့သူကြစ်ကြစ်လေးလေးဖြစ်ဖြစ်တာပေါ့အဲ့ပုံစံမျိုးဖြစ်အောင်ဆက်ထဲမှာဂျုံခေါက်ခေါက်ခါကလှေးရတယ်လက်ရှိကျွန်တော်ပြရတဲ့ပုံစံမျိုးပဲအဲ့ဒီတိုင်းပဲဆက်ထဲမှာအချိန်မောင်းများစွာ အချိန်တော့ပေးရတယ်အချိန်မောင်းများစွာအာထဲလိုက်လှိမ့်လိုက်ထဲလိုက်လှိမ့်လိုက်နဲ့ လုကာပေါ့နော်အချိန်ပေါင်းများစွာအဲ့လိုလုံးမှဂျုံသားစားလို့ကောင်းတာဂျုံသားတင်းတင်းလေးဖြစ်မှာပေါ့နော်အဲ့လိုဟိုလိတ်တဲ့အချိန်နဲဂျုံသားမကြစ်ဘူးဆိုလို့ယူရှင်အစင်မပြေဘူးဒါကတော့ကျွန်တော်တို့ကလှိတ်ထားပြီးသားဂျုံကိုဒီမှာအဟိုဟိုအပိုင်းလေးပြိုင်တာပေါ့နော်ဒါအပိုင်းတစ်ပိုင်းကိုအပိုင်းလေးပြိုင်ပြီးတော့မဆက်သေးထဲမှာပေါ့ဆိုတော့ ဒါကြတော့ပိုလွယ်ကူတာပေါ့နော်အရှိကြီးတက်ဆန်ဒါလွယ်ကူတာပေါ့ကျွန်တော်ကလှိတ်ထားပြီးသားဂျုံအပိုင်းနေပိုင်းပြီးတော့မှအခုဆက်ထဲမှာပြန်ပြီးတော့မှအပြားပြန်ခတ်တာပေါ့ဆိုတော့ကိုကလူချင်းတဲ့ပုံစံကိုအေချက်လှုပ်ချင်ရတာပေါ့နော်အရင်အပြားဒီမှာခြေချက်ခေါက်တဲ့ပုံစံမျိုးပပတီတီလေးတွေလည်းလှုပ်လို့ရတယ်နည်းနည်းခက်ကြီးကြီးလည်းလှုပ်လို့ရတယ်အဓိကကတော့အေချက်ပဲပေါ့ဒီမှာဆက်မှာရှိတဲ့ အအကွာဝေးအကြီးအသေးအရာကိုကျွန်တော်ဆက်မှအဲ့လို ချိန်ပြီးတော့မှလောက်ရတာပေါ့နော်ဆက်မှအဲ့လိုချိန်ချိန်ရတယ်ကိုကဘယ်လိုပုံစံမျိုးကြိုက်လဲစီချက်ခောက်သွားဆိုလို့ရှိရင်တော့အပြာအသေးသေးလေးတွေပေါ့နော်အလုံးသေးသေးလေးတွေကြိုက်ကြရတာဆိုတော့အဲ့အပြာသေးသေးလုံးသေးလေးတွေအဲ့တော့ဆိုလို့ရရှိရင်ဟိုနည်းနည်းပူကျင်းရတာပေါ့နော်ပူကျင်းရတယ်အခက်ကြီးကြီးပဲဆိုလို့ရှိရင်ကြော်ဖို့ပြို့ဖို့ပဲဆိုလို့ရှိရင်တော့ခက်ကြီးကြီးပဲဆိုလို့ရှိရင်တော့ ကိုလိုချင်တဲ့အနေထားလေးပေါ့ခက်ကြည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 ်လေးပေါ့အစီချက်ခောက်ဆွဲလို့မှဆိုလို့ရှိရင်တော့ခောက်ဆွဲအသေးလေးလေးလိုချင်တယ်ဆိုလို့ရှိရင်တော့ဟောအကျဉ်းလေးပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီဆက်မှာအေချက်ရှိပါတယ်အဲ့အေချက်လေးကိုကျွန်တော်တို့ချိန်ပေးရမှာဖြစ်ပါတယ်အခုလိုမျိုးလှိတဲ့အခါမှာလည်းကျွန်တော်တို့ဒီဒီဂျုံအပြားပေါ်ကိုဂျုံမှုတ်လေးဖြိုးပြီးတော့လှိလို့ရှိရင် ပြန်ပို့ပြီးတော့မှဒိုးသားလေးอ่ะမှော့တာဗောနော်အခုကကျွန်တော်ကဟိုဗီဒီယိုရိုက်ပြလာတာဆိုတော့အချိန်လည်းအချိန်မှာလည်းအရေးအရေးကြီးတော့ကျွန်တော်ရန်ဂျုံမဖြူတော့ဘူးဂျုံမဖြူတော့ဘယ်နဲ့ကျွန်တော်ဒါပုံမှန်ပဲပြီးတော့နောက်တစ်ခုကဂျုံသားမှာလည်းဟိုရေရပုံမှန်ကွက်တီဖြစ်နေတဲ့အခါကျတော့ဒီဂျုံသားဂျုံမုတ်ထဖြူစရာမလိုတော့ဘူးပေါ့နော် ကျော်မထပြူစရာမလိုတော့ဘူးအဲဒီမှာအဲ့လိုမျိုးပဲနဲ့ဂျုံကပျော့နေတယ်ဆိုလို့ရှိရင်တော့အဲဂျုံမုတ်ဖြူလိုက်ဆက်ထဲထဲလေးလိုက်ဂျုံမုတ်ဖြူလိုက်ဆက်ထဲထဲလေးလိုက်အဲ့လိုဒီမှာတဖြည်းဖြည်းနဲ့ဂျုံသားတင်းလာတာပေါ့နော်အခုကတော့ဂျုံသားကိုကြိုက်တဲ့အနေအထားဖြစ်နေပြီဆိုတော့ဟိုဂျုံမုတ်ကတိတ်ဖြူစရာမလိုဖြူလိုက်လို့ဖြူလိုက်လို့ရှိရင်တော့ဘာဖြစ်လဲဆိုတော့အဲအဲ့လိုတင်းပြီးတော့မှထဲကမှကတ်မနေဘူးပေါ့ခုနကဆိုဆိုလို့ရှိရင်နည်းနည်းလေး ပေါ်မှာကတ်နေတဲ့သဘောမျိုးလေးရှိရဲ့အဲ့တော့အဲ့လိုမျိုးဂျုံဖြူလဲတွေဆိုလို့ရှိရင်တော့မှုတ်ထွားသွားတာပေါ့ဒါကတော့နောက်တစ်ပြားပေါ့နော်နောက်တစ်ပြားကိုကျွန်တော်ထပ်လုပ်ပြလာတာပါနောက်တစ်ပြားဒါကတော့ကျွန်တော်အဲ့ဂျုံမှုအာဟိုဟာခောက်ဆွဲဖြတ်မဲ့ဆက်ပေါ့ဒီအဓိကဒီဓာသွားလဲလူတယ်ဓာသွားကခုကျွန်တော်ခုဓာသွားတက်ပြီပေါ့နော်ကုလားတော်ကဂျုံလှိတဲ့အချိန်မှာကျွန်တော်ဓာသွားဖြုတ်ထားတာပေါ့အခုတော့ဒီဓာသွားတက်ပြီဒီဓာသွားကကြတော့ ခေါက်ဆွဲအသေးအကြီးပေါ်မှာလည်းမူတည်တယ်တချို့အဲကိုကအရန်ခတ်သေးခြင်းလို့ဆိုလို့ရှိရင်ဒီဒီဓာသွားဒီ site ထက်အသေးတွေဟာလုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီအခုကတော့ဒီဓာသွားသုံးတယ်နောက်တစ်ခုကဓာကတော့အပြားမဟုတ်ဘူးအခေါက်ဆွဲအလုံးဓာသွားပေါ့နော် အပြားဓာသွားလိုချင်တယ်ဆိုလို့ရှိရင်တော့ခေါက်ဆွဲအပြားလေးလိုချင်တယ်ဆိုလို့ရှိရင်တော့အပြားဓာသွားတက်ကမှာပါအခုကတော့ကျွန်တော်ကခေါက်ဆွဲအလုံးဓာသွားတက်ထားတာပေါ့နော်အလုံးဓာသွားတက်ထားတာဒီဆက်မှာကတော့

အဲဒီခောက်ဒီခောက်ဆွဲဖြန့်မဲ့ဂျုံအပြားပေါ်မှာကော်မှုတ်ကွန်ဖလော်ဟိုဟာအာဘယ်လိုပါပြောမလဲဟိုကွန်ဖလော်ပြောင်းမှုပြောင်းမှုမဟုတ်ပြောင်းမှုမဟုတ်တုံးလဲရတယ်ကော်မှုတ်ကော်မှုတ်ပေါ့နော်တုံးလဲရတယ်အဲ့ဒါကိုကျွန်တော်အဲ့အပေါ်မှာဖြူပေးရတယ်ဖြူပြီးတော့မှ ဖြတ်ကြတာပေါ့နော်